ူတာတွဲလို့မတူတာခွဲလို့ဆိုတဲ့ဥစ္စာမားနေတယ်မတူတော့ညှိရမှာ yes or no မေးကြည့်ကြည့်မယ်အဲ့ဒါတော့နော်တူတာတွဲလို့မတူတာခွဲလို့ဆိုရင်ခွဲခွဲပြီးသွားလိမ့်မယ်ဘာလို့ဆိုရင်ဘူတာတစ်ခုကိုယထာရီအော်လာဆိုက်ကြတယ်ပြီးတော့ပြန်ထွက်တဲ့ချိန်မှာတယောက်တလန်းစီဒီတန်လန်းပေါ်နေပြီဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်တူတဲ့နေရာမှာတော့တူနေတယ်ထွက်တဲ့ချိန်မှာတော့ကွဲသွားတာမျိုးပြောတာအဲ့တော့ရေရှည်မှာခွဲထွက်သွားနိုင်တယ်ကွဲသွားနိုင်တယ်စစ်နိုင်တိုက်ဆိုအချင်းတိုက်လို့မရဘူးဗျဥပမာကျွန်တော်ရက်ွက်ထမ်းမှာ အကောင်ကြီးရကောင်ရကောင်ပေါ့ဗျာအတန်းကြီးပေါ့ဗျာလူမိုက်သူကကျွန်တော်တို့အမြဲတမ်းအနိုင်ကျင့်တယ်ခလေးလေးဆိုပြီးတော့ဟောပေါ်လုတ်ကန်နေဆိုတာပြီးပြီးတော့အနိုင်ကျင့်နိုင်ရှိတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သူ့ပြန်တုတ်ပြန်တယ်အဲ့ဒါသူကသူ့ရဲ့တခြားရက်ကွက်ကအရွယ်တူတွေခေါ်လာပြီးကျွန်တော်တို့လာလှုပ်တဲ့ခါကျရင်ကျွန်တော်တို့ကမနိုင်တော့ဘူးအဲ့ဒါဆိုရင်ဘယ်လိုနိုင်အောင်လုပ်မလဲဆိုတဲ့အစီအစဉ်ကိုအရင်ချတာပဲတိုင်းတော့ကောင်းဆောင်တချို့ကပြောတယ်တူတာတွဲလို့ပေါ့ဗျာပြဿနာအတက်မခံနဲ့မတူတော့ခွဲလို့ ဒါဟာလောလောဆယ်ပုတ်တိုက်မှု မဖြစ်အောင် မတူတဲ့အဖွဲ့နှစ်ခုကိုပြဿနာမဖြစ်အောင်ဖြေရှင်းတဲ့တတ်တဲ့နီးနာတစ်ခုပဲမဟာဗျူဟာလည်းမဟုတ်ဘူးပြဿနာကြီးလာမှမလိုလားတဲ့အတွက်ကြောင့်ဖြေရှင်းတဲ့အခြေအနေတစ်ခုတူတာတွဲလို့မတူတာခွဲလို့အဲ့ဒီဘောဒါဟာတော်လာရေးအတွက်အားတစ်ခုလားပြဿနာဖြေရှင်းနိုင်လဲအားမဟုတ်လीနော်အားလက်ချက်တစ်ခုလားဆိုတာလဲပြန်ကြည့်ဖို့လိုသေးတယ် EO တွေဟာကိုပိုင်နိုင်မြေလူမျိုးရဲ့အခြေခံနဲ့ AR ခိုင်မှာကြီးပွားအောင် လုပ်ပြီးရပ်တည်နေကြတယ်တိုက်စီရရှိလဲတိုက်တယ် ူတို့ကြောင့်မနော်အဖွဲကြီးဖက်သေးမှရှိသေးတယ်အာကိုရာကို လေးစားရဲဆိုတဲ့သဘောထားမျိုးရှိနေတတ်တယ်အဲ့ဒါအမီရှာလည်းပဲပြောပြောဘက်ကယူတယ်ပဲပြောပြောအာကိုရာကို လေးစားတယ်အာကိုရာကိုလေးစားတဲ့တူညီရဲ့ရီမတ်ချက်တွေနဲ့ပူပေါင်းကြတယ်မတူညီတဲ့အခြေအနေမှာတစ်ဖက်နဲ့တစ်ဖက်အသေးချာလောက်ကြရဲဆိုတဲ့သဘောမျိုးမတူတော့ခွဲလို့ဆိုတဲ့သဘောသွားတာဒီတော့အဲ့ဒီ တူတာတွဲမတူတာခွဲဆိုတဲ့သဘောထားဟာတော်လာရေးအတွက်ရေရှည်ခိုင်မာတဲ့မူဝါဒမဟုတ်ဘူး။မူဘာတစ်ခုမဟုတ်ဘူး။ဒါဟာပြစ်မှတ်ကိုအတိအကျမတတ်မှတ်ထားတဲ့အခြေအနေတစ်ခုကိုရေဆိုင်ဖို့ဖြစ်ပေါ်လာတဲ့အခြေအနေကိုတုံ့ပြန်တာတစ်ခုပဲ။အာလောလောဆယ်အခြေအနေတစ်ခုဖြည့်ရှင်းတာ။မတူတဲ့အခါရှောင်ရှားလိုက်တဲ့သဘောနဲ့ပြဿနာမဖြစ်တော့ဘူးပေါ့ဗျာ။အဲ့ဒီသဘောလောက်ပဲ။တကယ်ကတူတဲ့အခါဆိုရင်တော့ပူပေါင်းကြတယ်။ဒါပေမဲ့တော်လိုင်းတစ်ခုလုံး စုစည်းနိုင်မဲ့စီမင်းစည်းကမ်းတွေပေါင်းစည်းမှုနီးလန်းတွေအဲ့မှာအားနေပြီးတော့တဖြည်းဖြည်းနဲ့မတူဘူးကွာဆိုတဲ့အခြေအနေများွားတတ်တယ်။ဥပမာဘူလာရုပ်တစ်ခုကိုယထာတွေကအများပြားဝင်လာတယ်။လမ်းကြောင်းတစ်ခုတည်းဝင်ရတာကိုဘူလာရုပ်ဆိုတော့ယထာလမ်းပေါ်မှာနော်ဝင်လာကြတယ်အတူသွားကြတယ်ဒါပေမဲ့နည်းနည်းလမ်းခွဲလေးများလာတဲ့နေရာရောက်ရင်နောက်ပိုင်းမှာကိုဥတီယာကိုကိုခွဲထွက်သွားကြတာပဲနော်ယထာတွေက ဟိုအတမိုင်းသွားမယ်မြောက်ပိုက်သွားမယ်အရှိသွားမယ်အနောက်သွားမယ်ဘူတော်ဝင်တော့ဒီဘူတော်ပဲတလန်းလည်းပဲဝင်ရတာပဲပြီးမှလမ်းခွဲနေတယ်သူကသူသွားကြတာအဲ့တော့အဓိကဒဇင်းနဲ့ဒဇင်းမတိုင်မီဖို့ဆိုတော့တိုင်ပင်ကိုချိန်ပြီးတော့ဝင်တာအဲ့လိုပဲ EO တွေနဲ့เนาะတစ်ဖက်နဲ့တစ်ဖက်မထိခိုက်မိအောင် ထိတ်သိမ့်နေပြီမဲ့တော်လိုင်းတစ်ခုလုံးရဲ့စီလုံးညီညွတ်မှုကိုတိဆောက်နိုင်တဲ့မူပေါင်းမရှိတော့တဲ့အခြေအနေဟာအင်အားကိုညှော်နေစေတယ် အဲ့တော့ပြောချင်တာနော်ကျွန်တော်ပြောတာတမောပေါက်မယ်တဲ့ဒီတော့သူတို့ဟာအရှိအာယထာခီအစောဋ္ဌိနော်မဟာဗျူဟာနဲ့ချိတ်ဆက်ပြီးလမ်းကြောင်းတစ်ခုကနေပတ်ပြီးတော့လောက်ရဲဆိုရင်တော့ပြဿနာမရှိဘူးအခုကကိုယ်လမ်းကိုဖွင့်ထွက်သွားတာမျိုးဆိုရင်ပြဿနာရှိတယ်အောင်မြင်မှုတော့ဝေဝါးနိုင်တယ်ဒါဟာဘယ်လိုဖြစ်လာလဲဆိုရင်အဲ့လိုတရားတလန်းစီနဲ့မတူတော့ခွဲလို့ခွဲလို့ရင်နိုင်ငံတကာထောက်ခံမှုကို ရရှိဖို့ခက်ခဲစေနိုင်တယ်ဒေတာတွေအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုပို့ရှုပ်ထွေးပြီးတော့ပို့ပြီးတော့ဝင်လို့ကောင်းတယ်မေတ္တာကိတ္တန်းတွေဖြစ်သွားမယ် EO တွေကအဲ့ဒီတူတာတွဲမတူတာခွဲအခြေအနေကနေပြီးတော့တဆင့်တက်ပြီးတော့မတူတဲ့အရာကိုညှိနှိုင်းနိုင်တဲ့ပုံစံတစ်ခုကိုဖန်တီးမလားအဲ့ဒါဆိုရင်တော့အဖြေပဲအဲ့ဒီပုံစံကိုဖန်တီးနိုင်မယ်ဆိုရင်တော်လာရေးပို့ပြီးအားကောင်းပြီးတော့တည်ဆောက်နိုင်တဲ့နိုင်ငံရေးဖြူဟာအဆင့်ကိုရောက်သွားမှာပဲ လောလောဆယ်ဟာတတ်တဲ့နီးပြူဟာအစင်းလားကိုပြဿနာမတက်အောင်ဖြေရှင်းတာတကယ်ကမရရအောင်ညှိရမှာလေမတူတာဆိုရင်မတူပွဲပြမှုကိုလက်ခံပြီးတော့ညှိရမှာမတူတိုင်းခွဲလုံးနေမှာတော့ဗျာတရားတန်ဖြစ်ကုန်မှာပေါ့ချိုးရရင်ဒါဟာဘောင်တစ်ခုခတ်ပြီးတော့မူဝါဒချမှတ်ထားတဲ့ယထာတန်လန်းမျိုးတစ်မျိုးထဲကယထာတန်လန်းမဟုတ်ဘူးနော်မျိုးပြင်ထွက်ပြီးမှတရားတန်လန်းစီသွားကြမဲ့တန်လန်းနဲ့တူနေတယ်မတူတဲ့အကြောင်းအရာတွေကိုညှိနိုင်တဲ့ နိုင်ငံရေးအသည့်နိုင်ငံရေးမဟာဗျူဟာတွေရှိမှတာလှုံ့ဆော်မှုအဆက်မပြတ်တဲ့တော်လိုင်းတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ပြောချင်တာညီမတာပဲနှုတ်မဆွေခါစစ်ပြတ်သွားနိုင်တယ်တော်လိုင်းခါကျိုးသွားနိုင်တယ်တော့ဘယ်လိုမြင်လဲကျွန်တော်မိတ်ဆွေတွေကကွန်မန်းမှာတော့ဝိုင်းရေးပေးခဲ့ပါကျွန်တော်တို့တော်လိုက်ရဲ့အရေးကြီးဆုံးစိတ်ခေါ်မှုတစ်ခုကစူးစီးလို့မရတာညညောတဲ့အခြေအနေမရှိတာအဖွဲ့စည်းပိုင်းဆိုင်ရာ မတူ क्वे ပြမှုတွေရဲ့အခြေအနေကြောင့်တိတ်ချပါတယ်ရန်သူအတူတကွာတိုက်ထုတ်လို့တဲ့စံတော့ပြင်းပြပေမဲ့မြေပြင်မှာတော်လိုက်အင်အားစုတွေရဲ့အခြေခံအကြောင်းအရာတွေလက်နက်ခဲယံပြည်စုံမှုတွေရီမန်းချက်ပဲလို့ရှိနေတဲ့အခြေအနေတွေလောက်ပိုက်ခွင့်အာဏာတွေတူညီတာရှိတယ်အဲ့တော့စုစည်းဖို့လောလောဆယ်မှာဒါကိုခက်နေတယ်လက်ခွင့်တစ်ခုမှာမွေဘွေးတစ်ခါရောက်နေတယ်ဆိုပါစို့လူတိုင်းကအဲ့မွေတက်ချင်နေကြတယ်ဒုက္ခပေးမှာဘူးချို့ကဒုံးနဲ့ရိုက်ဖို့ပြေးလာတယ်ချို့ကဂဲနဲ့ပြစ်တယ် ချို့ဓာတ်နဲ့ချောင်းပြီးဟုတ်မယ်။ရည်ရချက်တော့အမွေတတ်ဖို့။ဒါပေမဲ့ဘယ်သူကဘယ်လိုအချိန်မှာဘာလုပ်မယ်ဆိုတာမရှိဘူးဆိုရင်အဲ့ဒီညီနိုင်မှုမရှိဘူးဆိုရင်မွေဟာကြားထဲကလွတ်သွားနိုင်တယ်။ကိုယ့်လူအချင်းချင်းလည်းတိုင်ပင်သွားတူပြီးတော့ထိခိုက်နိုင်တယ်။မြေမတော်လာရင်မှအဲ့ဒီဘောနဲ့တော့တူနေတယ်။ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့နေပြည်တော်တိုင်မယ်ဆိုတဲ့ဟာမရှိဘူး။အယူကြီးတစ်ခုပဲရှိတာအဲ့ဒါ ျွန်တော်နားလည်ထားတာလေဆက်စုနေပေါင်းများစွာတိုင်းသာလက်နက်ကိုက်ဖွဲ့တွေရုပ်ကံမှုကိုပြန်ကြည့်ကြည့်ပါအဲ့ဒီချက်ကိုသဘောပေါက်နိုင်ပါတယ်အဖွဲ့စည်းတွေအများကြီးရှိခဲ့ပေမဲ့ဘဟုကနေဥဆောင်ညွန်ကြားမှု အားနည်းတဲ့အခါမှာရန်သူအင်အားကိုထိထိရောက်မတန်ပြန်နိုင်ပါဘူးဒါဟာလက်ရှိတော်လိုက်ရဲ့မရောက်လာသေးတဲ့ပန်းတိုက်တစ်ခုပဲ90ကျော်ကြာခဲ့ပြီကြာလာလေလေဤလေးဆွဲပြီးဝါအီကိုနိုမီဖြစ်သွားတာတပိုင်း ဗဟိုကနေဥဆောင်ညွန်ကြားတဲ့အားနဲ့တဲ့စူးစီးမှုမရှိဘူးစူးစီးမှုကလည်းလာရနဲ့လာရမတူဘူးနောက်ခံခံယူချက်တွေမတူဘူးအခုလက်ရှိညီညွတ်မှုမရှိခြင်းရဲ့တရားမှုကိုပြောရမယ်ဆိုရင်စစ်ရေးထိရောက်မှုညော့နေတယ်ဒီတော့ဘယ်လိုတိုက်မလဲဆိုတော့တပိုင်းပေါ့ဗျာမတူညီတဲ့အဖွဲ့တွေဟာကိုတေတာကိုစီစဉ်တိုင်းလှှရှားနေကြတယ်ဆိုတော့ကိုတေတာကိုစီစဉ်ဟာအစိုးရသူတို့ရဲ့လွန်မြောက်ခွင့်သူတို့ရဲ့လူမျိုးရေးပါပါသေးတယ်ဒီတော့တနင်္ဂနွေလုံးနဲ့ချိတ်ဆက်ထားတဲ့ထိုးစစ်တွေမရှိဘူး လှုပ်ရှားမှုတွေမရှိဘူးအားနည်းစေတယ်စစ်ကောက်စီကလည်း divide and rule ကိုအဲ့ဂျားထဲမှာအားနည်းချက်ကိုအသုံးချပြီးတံပြန်ထိုးစင်းစင်တယ်ဘာစစ်ရေးထရမှုနော်အားနည်းတာနောက်တစ်ခုကအရင်မြစ်ခွဲဝေမှုညော့နေနေတာဗျရရှိလာတဲ့အကူအညီတွေရန်ပုံငွေတွေကိုဘယ်လိုခွဲဝေမလဲဆိုတဲ့ပြဿနာဟာတော်လိုက်ရေးမှာမြတ်တမှုကို ထိခိုက်စေတယ်ဗျအချို့ဖွဲ့တွေကပူရကောင်းရနိုင်တယ်အချို့ဖွဲ့တွေကလိုအဒါထက်ကိုမှနည်းနိုင်ပါတယ်နောက်တစ်ခုကနိုင်ငံရေးအပြိုင်မှုအဲ့ဒါအဓိကပဲ စိတ်အာဏာရှင်ပြုတ်ကြပြီးဘယ်လိုနိုင်ငံမျိုးတည်ဆောက်မလဲဆိုတဲ့မတူညီတဲ့အမြင်တွေကြောင့်အခုကတည်းကနေအားပြိုင်နေကြတာရှိတယ်ဗျဒါသိချတယ်ဒါဟာတော်လိုင်းအောင်မြင်ဝိုင်းတော်မှာစစ်ကောင်စီကိုပြုတ်ကြနိုင်ပါ යි ဆိုရင်တော့မပဲအနာဂတ်မှာမတည်ငြိမ်နိုင်ပါဘူးတော့ပြောချင်တာအကောင်းဆုံးခြေအနေကအဲ့ဒါကိုတော်လိုင်းအင်အားစုတွေအားလုံးပါဝင်တဲ့ကျွန်တော်တို့ဗဟုညီနိုင်မှုအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့လိုတာဘာလို့ဆိုရင် ကျွန်တော်တို့တေချာတဲ့ခိုင်မာတဲ့စုစည်းမှုမရှိဘူးဆိုရင်တိုက်ဖို့လည်းမရှိဘူးဖြစ်နေတယ်เนาะဒီတော့ဒီ MOU ပဲဖြစ်ဖြစ် Federal Charter နဲ့ဖြစ်ဖြစ်အာမခံချက်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့မသိဘူးတော်လိုင်းရေးရဲ့အဓိကရည်မှန်းချက်တော့မှ တူညီရဲ့လားဆိုတာလည်းမသိဘူးတကယ်ကတူညီနေမှအောင်မြင်မှာနော်စေရေးလှုပ်ရှားမှုတွေကညီနိုင်လို့ရမှာရရှိတဲ့ ဘတ်ဂျက်တွေရန်ပုံငွေတွေကိုမြတ်မြတ်တတဝေပေးနိုင်မှာဒါဟာအ ਨੇ စုံအပေါ်မှာပဖို့မှာညှိနိုင်နိုင်မှာရတယ်အနာဂတ်နိုင်ငံရေးမှဆိုပူတော်ဆိုးသေးတယ်နော်ကွန်ဖက်ဒရေးရှင်းဖက်ဒရေးရှင်းလူနက်စုလူမျိုးစုအများကြီးအများကြီးပဲ minority majority တွေပုံသဘောတူညီချက်တစ်ခုရှင်းရှင်းလင်းလင်းပန်းတိုင်းအောင်မရေးဆွဲထားရင်ဒေါ်လာရေးအတွက်ငါတို့လွတ်မြောက်သွားပြီဆိုရင်စိတ်ရှိလက်ရှိပါဝင်တိုက်ခိုက်ခြင်းမှာတိုက်ခိုက်တော့မယ်လေ အဲ့လိုသဘောပြောချင်တာအခုလက်ရှိမှာတော်လိုင်းအောင်မြင်ဖို့အလားအလာအများကြီးရှိတယ်တချို့နေရာတွေက lot များနေတလားဖြစ်သွားပြီ TIA တို့ MND တို့ဆိုပြီးတလားဖြစ်နေပြီဒါပြပဩဇာလွှမ်းမိုးမှုမပါသေးတော့ဒီတိုင်းပဲပြောတာနောက် AA နဲ့ KIA ဂျာတန်းမှလည်းချိန်နာမှုမရှိဘူး FPSCC တို့မြောက်ပိုင်းလေးဖွဲတို့ဆရာတပတ်ဆိုတဲ့ဥစ္စာကအတွင်းပိုင်းမှာချိန်အောင်ထားတာမဟုတ်ဘူးအပြတဘောလာပဲရှိတာအဲ့ဒါ ခိုင်မာတဲ့လွန်မြောက်မှုတွေဖြစ်လာတဲ့ခါကျရင်ပေါ်တိုင်မှုဖြစ်သွားနိုင်တယ်ပြီးတော့ပါသုံးလုံးနဲ့ IUG နဲ့ KIA ကပါဝါကိုထည့်ပေးထားတဲ့အတွက်ကြောင့်တလွဲတုံးချပြီးတော့မြေပြင်မှာအခွန်ကဝါတာဂိတ်တွေဟာဒီဘက်ကလှုပ်ရှားမှုတွေကိုအကက်တက်ဖြစ်စေတယ်အဲ့ဒါဟာဘုံတူညီချက်တစ်ခုသွားတာမဟုတ်တော့ဘူးပြဿနာတက်နိုင်တယ်ဒီတော့ပြောချင်တာကဗျာ Federal တိဆောက်ရေးမှာစစ်နိုင်တိုက်ရေးထက်ဆိုင်တိဆောက်ရေးပြဥပမာပြောရရင်ဗျာကျွန်တော်ပြောပြမယ် ကျွန်တော်တို့မျိုးတစ်မျိုးကိုတိုင်းမယ်စစ်ကောက်စီကိုတိုက်မယ်နော်အဲ့မျိုးတရားလူကဥပမာနိုင်ငံရေးသမားအဲ့မျိုးတရားလူကိုကိုဖက်ကိုပအောင်စီရုံးမယ်စစ်ကောက်စီအောက်ကနေပြီးတော့အဲ့ဒါဆိုရင်တရားတက်တာမယ်ကိုဖက်ကိုထောက်ခံဖို့တော့ဒေါ်လာကြီးကိုထောက်ခံဖို့ဒီတော့တိုက်သမားကတိုက်မယ်စီလုံးသမားစီလုံးမယ်အဲ့လိုမျိုးနဲ့ညှိထားမှသာပဲနော်မဟုတ်ရင်ကျွန်တော်တို့ဝင်ရောက်လှောက်ရှာမှုမဲ့တမျိုးကိုစစ်ကောက်စီကိုသတင်းပေးနေတဲ့ အဲ့လူသူ့ကိုမစီရုံနိုင်တဲ့အတွက်ကြောင့်ဒါဟာအန်တီရဲ့များတဲ့အခြေအနေဖြစ်သွားနိုင်တယ် Central Coordination Body တခုပေါ်လာပြီးတော့အတော်လိုင်းရီမန်ချက်တွေကိုတိတိကျကျသတ်မှတ်နိုင်မယ်စီရေးလှုပ်ရှားမှုတွေကိုစနစ်တကျညှိနှိုင်းနိုင်မယ်ဆိုရင်ရရှိလာတဲ့အကူအညီတွေများဝေးမယ်ဆိုရင်ဒါဟာအနာဂတ်နိုင်ငံရေးအတွက်လမ်းပြမြေပေါ်တခုပါထပ်ပြီးရေးဆွဲလိုက်ရတော့ပြီးပြီအောင်မြင်ဖို့အလားအလာရှိတယ်ဒါဟာအကောင်းဆုံးအခြေအနေအဆိုးဆုံးအခြေအနေကအဲ့လိုညှိနှိုင်းမှုမရှိရင်အဖွဲ့စည်းတိုင်းဟာ ကို့အင်အားကို့ဩဇာအတွက်တည်ဆောက်မှာပဲဘာလို့ဆိုရင်သူတို့မျော်လင့်ချက်အဲ့မှတည်းဂိတ်ဆုံးမှလေနေပြည်တော်ကြီးမပေါ့လေသူတို့တက်ဖက်တယ်လည်းနေပြည်တော်တက်တိုက်လို့မလွယ်ဘူးဘယ်ဘယ်တိုင်းသားမှနေပြည်တော်တက်တိုက်လို့မရဘူးအယူဂျီတိုက်မှရမှာအလဲပိုင်းမှာစစ်ကောက်စီပြုတ်ခြင်းမပြုတ်ခြင်းဟာအယူဂျီပဲဆိုင်တယ်ဒီတော့အဲ့တော့စုစည်းမှုမရှိရင်ကို့ဒေသမှာပဲကို့ရက်လိုက်တော့မယ်မတိုက်တော့ဘူးလေကိုညီတော်တော့ကိုညီနေမယ်နော် မဟာမိတ်တွေကူညီနေမယ်မင်းတို့ဆွဲဆွဲတော့တိုက်ငါတို့ကတိုက်ဖိုက်ပေးမယ်အဲ့တော့ကိုဩဇာနဲ့အလုံးဟာကိုတေသားနဲ့ကိုပြည်နယ်နဲ့လွတ်မြောက်ခွင့်ကိုရရှင် level မတူတဲ့အတွက်ကြောင့်တချို့လွတ်မြောက်မယ်တချို့မလွတ်မြောက်ဘူးတချို့ရှုပ်ထွေးနေမယ်ဒါဟာတော်လိုက်အပိုင်ပိုင်ပြုတ်ကွဲသွားနိုင်တဲ့အခြေအနေစစ်ကောက်စီကလည်းဟိုဘီတရှခက်ကလေးက divide and rule ဝင်ထားတယ်ပြီးတော့တဖွဲ့ချင်းစီတယောက်ချင်းစီကိုပြပလာဆွဲထုတ်စစ်ကောက်စီကလည်းဆွဲထုတ်နေတယ်မတူညီတဲ့အခြေအနေဖြစ်သွားမယ် နောက်ဆုံးမှာဘယ်လိုဖြစ်သွားလဲဆိုရင်ကျွန်တော်တို့စစ်ကောင်စီကအရှုံးပေးပြီးထွက်သွားပါတယ်ဆိုရင်တော့မှပဲကျွန်တော်တို့ကြံခဲ့မဲ့အခြေအနေကိုမြင်ကြည့်လိုက်ရင်သိပါတယ်အဲ့တော့ပြောချင်တာအခုမနေ့ပြန်စစ်ကောင်စီရှုံးပါပြီငလီရတဲ့လောက်အားလုံးလည်းဝိုင်းတိုက်နေကြတယ်နော်နေရာဇော်ကနေမတူညီတဲ့ထိုးစစ်တွေထိုးနေကြတယ်အာငါတော့ဖက်ပြေးသွားပြီပေါ့ဗျာပြီပေါ့ဒီတော့ဘယ်လိုကြံခဲ့မလဲသိချဖောက်ပဲပြဿနာတက်မှာစစ်ကောင်စီအရှုံးပေးပြီးထွက်ဝိုင်းလာမှာပြဿနာတက်မှာ ဒါအတိတ်ချလိုက်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ကလက်နဲ့ကပ်ပြီးတိုက်တယ်ကျွန်တော်တို့လက်နဲ့ကပ်ပြီးတိုက်တော့လက်နဲ့ကပ်ပြီးအနိုင်ကျင်းတဲ့ကောက်ကိုတိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါကိုလက်နဲ့ကပ်ပြီးတော့ပြန်တိုက်တယ်ဟုတ်တယ်တရားတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီမှာအဲ့ဒီလက်နဲ့ကပ်ရပဲပြန်အုပ်ချုပ်မယ်ဆိုရင်ဒါဟာအာနာရှင်သဘောနဲ့တူပါတယ်အဲ့ဒီမှာဘလို့အခြေခံနဲ့အုတ်ချုပ်မလဲဆိုတဲ့ဟာကအခေရကြားတယ်အဲ့လိုမျိုးမတိဆောက်ထားဘူးဆိုရင်အလုံးဟာ ကျွန်တော်နိုင်ငံရေးသဘောတရားအရစေရေးတော်လိုက်သဘောတရားအရဘောင်ရန်သူတိုက်နေတယ်ဆိုတော့တော့မှန်ပါတယ်တိုက်ဖို့လည်းလိုအပ်တယ်တိုက်ချင်းစိတ်လည်းရှိတယ်ဒါနဲ့ငါဆွမ်းတက်တော့ပဲငါလုံမယ်အဲ့ဒါပေါ့ပူပေါင်းလို့မရရင်ကိုနီကိုဟန်နဲ့လုံရင်လုံရင်နဲ့လမ်းကြောင်းတွေကွဲထွက်သွားပြီးတော့အကျိုးစီးပွားပြီးတော့အမီတရုတ်တွေရဲ့ဒီပါနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတွေကြောင့်ကိုအခြေချင်းတိုက်ပတ်ပြီးတော့ကျွန်တော်တို့မလို့ချင်တဲ့အခြေအနေတခုရောက်သွားနိုင်တယ်အဲ့တော့ပြောချင်တာပါဒီတော်လိုင်းမှာတော့ရှင်းပါတယ်ဗျာ မတရားတာနဲ့တရားတာနဲ့တော့အလုံးသိပါတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီဟာကိုလာလက်ချင်းချိန်ပြီးတော့တိုက်ကြမယ်ဟေးဆိုတဲ့အခြေအနေရှောက်လန်းသွားတဲ့အခြေအနေမျိုးမဟုတ်သေးဘူးရှောက်လန်းဖို့ဆိုတော့ဖြစ်နိုင်မလားဆိုတော့တွေးပူနေရတယ်ဖက်ဒရယ်ကိုတိဆောက်ရေးကညီညွတ်မှုနဲ့စစ်အနိုင်တိုက်ဖို့ထက်ဆိုင်ရေးအဲ့ဒီမတူပွဲပြားမှုကိုစီမံခန့်ခွဲနိုင်မှသာပဲရေရှည်အတွက်ပို့ကောင်းလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဒါဘယ်လိုမျိုးမြင်လဲဘာလို့ဆိုရင် အဲ့ဒီမတူပြပြမှုတွေကိုအခုမဖြစ်ရှင်းနောက်လည်းမဖြစ်ရှင်းဘယ်တော့မှလည်းမဖြစ်ရှင်းပြဿနာကပြီးမှမဟုတ်တော့ဘူးစစ်ကောက်စီမရှိလဲအင်အားကြီးတဲ့ကောင်ကဘင်းမှာပဲအဲ့လိုဖြစ်နေတယ်အဲ့တော့ပြောချင်တာပါအခုလိုမျိုးအခြေအနေမှာမတည်ဆောက်လို့ကောင်းလားအထိုင်ကျထားတဲ့ဟာကိုဖျက်ပြီးတည်ဆောက်ရမယ်ဆိုရင်တော်တော်ဆိုးတယ် strategic unity ဆိုတဲ့မဟာဗျူဟာမြောက်ညီညွတ်မှုဟာစစ်တိုက်ဖို့တခုတည်းတည်ဆောက်ထားတာမျိုးဖြစ်နေရင်မရောက်ဘူး အဖွဲ့စည်းပိုင်းဆိုင်ရာကွဲပြားနေတဲ့အခြေအနေကပြဿနာကြီး structure fragmentation ဘာလို့လဲနောက်ခံလာရတဲ့မတူတဲ့ဥစ္စာကစစ်တိုက်ဖို့မဟာမိတ်ကူညီတာတော့မှထိထိရောက်စိတ်ပါလက်ပါတိုက်ခိုက်မယ်ဆိုတော့အာမခံခြင်းမရှိဘူးရတူကိုတိုက်ဖို့လောက်ပဲစန္ဒပြင်းပြတယ်ဒါပေမဲ့ပြီးရင်တော့စန္ဒပြင်းပြတာတော့မှအာအာဆိုင်ရတယ်အာတကယ်ဆိုင်တာနဲ့ကွာလိမ့်မယ်ဘာလို့ဆိုရင်သူတို့တွေရဲ့မျိုးရည်ချက်က အဲ့ပုံမှာဘာမှအကျိုးရလက်မရှိရင်အားနည်းနည်းပဲစိုက်မှာအဲ့လိုပြောချင်တာမြေပြင်မှာနော်အဲ့လိုမျိုးဖြစ်နေတာတော်လန်ရေးအားလုံးကတော်လန်ရေးဖြစ်နေကြတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးမစုထားဘူးတော်လန်ရေးရဲ့အင်အားစုတွေအကျိုးများရတာတွေနော်အခွန်ခါတွေတခြားတခြားပေါ့ဗျာအပြစ်တွေမပြောတော့ပါဘူးသူတို့ရီမန်းချက်တွေလောက်ပိုက်ခွင့်အာနာအာနာအရာတာတွေတရားနဲ့တရားမတူညီပါဘူး ဒါကြောင့်မိပြမှာစုစည်းညီညွတ်ဖို့ကလည်းတော်တော်ခက်တယ်ရှင်းရှင်းပြောရင် UNG ကအဲ့ဒါကိုမြင်ပြီးမလုံဆောင်နိုင်တာတကယ်ရအောင်လုပ်ရမှာဒီတော့ဒါကိုကျွန်တော်အနာဂတ်ကိုကျွန်တော်ခံမှတ်ကြည့်အောင်ပရမချက်စစ်ရေးရအဲ့လိုမျိုးမညီညွတ်တာဟာပေါင်းလို့လည်းမရဘူးပါဖြစ်လို့ဆိုရင်ဥပမာဗျာကျွန်တော်မနေ့ကပြောခဲ့ပါတယ်ပါသုံးလုံးနဲ့ BPA နဲ့ပေါင်းလို့မရဘူးစစ်ပုံမကြောက်လို့အဲ့တော့စစ်ရေးရထိရောက်မှုရော့နေသွားတယ်နောက်တစ်ခုက ကိုဒေတာကိုစွန့်ပြီးတော့တခြားနေရာမှာလိုက်ပါတိုက်ခိုက်ဖို့မလိုတော့ဘူးအဲ့ဒါကိုယ်ကလှလှခွေတွေ့တိုက်တဲ့အခြေအနေမျိုးမှာတည်တယ်ဟိုးတောင်ပိုင်းကနေဟိုးမြောက်ပိုင်းကိုသွားတိုက်ဖို့မဖြစ်နိုင်တော့ဘူးကြပြိုင်တန်းစီရေလှောက်ရှားဖို့ ready မဖြစ်နိုင်တဲ့အရင်မြစ်ရရှိနေမှုအခြေအနေဘတ်ဂျက်ရထားတော့နည်းတယ်ဘတ်ဂျက်ရထားတော့များတယ်များရင်တော့များများလုံနိုင်မယ်နည်းရင်တော့သူတို့လှောက်တော့ထိုင်ကြည့်နေမှာရမှာပြီးတော့တဖြည်းဖြည်းနဲ့ကိုအစီအစဉ်အတိုင်းလုံနေကြတဲ့အခြေအနေဖြစ်လာတယ် အဲ့ဒါဟာတစ်ဖက်ကလုံရင်နောက်တစ်ဖက်ကလိုက်ပါမကစားနိုင်တဲ့အခြေအနေကအဲ့မှတည်တာပဲတကယ်ကလေရင်ဘုံကျက်ဖို့ဝေဝါးဆင်းမြင်တော့တော့ခုလောက်ဆိုရင်တော့ဖေချာပေါ့ဘုံကျဲစရာအာရုံပြတ်သွားမှာပဲအဓိကစစ်စခန်းနေပြီပဲ UTV 3နေရာလောက်တိုက်ရင်ဘာမှလုပ်လို့မရဘူးအဲ့ဒါကတပ်ဖွဲ့တစ်ခုတည်းကစီစဉ်ပြီးခွဲရတာဥပမာ AA လို့ဆိုရင်အခုကြောက်ဖြူစစ်တွေအာစကိုင်းအာ sorry မကွေး AAWD ဘကိုးကိုဆင်းမြင်တော့တော့ခုဖွင့်လာတယ်အဲ့ဒါကမဟာပြူကခင်းတာ သူတစ်ဖွဲ့တည်းသူ့ဟာသူပြန်ခင်းရတာတကယ်ကကရင်ကနေပြီးတော့မော်လမြိုင်တိုက်နေတယ်ဆိုရင်ဒါကြောက်ဖြူကောက်ကောက်ပြင်းလို့ရပြီအဲ့လိုမျိုးအဲ့လိုမျိုးမရှိဘူးမြေကြီးနောက်ကိုတိုက်လို့ရပြီအဲ့လိုမျိုးဒီတော့အဲ့ဒီမှာလည်းထပ်ပြောရမယ်ဆိုရင်တော့နောက်ဆုံးချက်ကကျွန်တော်တို့ဟာနိုင်ငံရေးလေးလူရှုထားလို့မရဘူးနော်စစ်အာဏာရှင်ကိုဖျောက်ချပြီးရင်ဘယ်လိုနိုင်ငံမျိုးတည်ဆောက်မလဲဆိုတဲ့အမြင်တွေ မတူညီတာပြဿနာအဓိကလို့ပဲမြင်တယ်ဒါကိုပဲပြောချင်တာအဲ့ဒါဟာတရားနဲ့တရားငါတို့ဟာလူမျိုးရေးပါပါလာပြီးတော့ပေါ်တိုင်မှုပါဖြစ်လာနိုင်တယ်တော်လိုင်းအောင်မြင်အောင်ပါပြဿနာတက်မှာဒါကိုကျွန်တော်ဖြည့်ရှင်းဖို့လိုတယ်ဆိုတော့ပြောချင်တာပဲ